ဆရာကြီးမင်းသိန်ခါရဲ့ဖြီးကြီးမန်တိုင်းမြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်းငါမြကြီးလည်းပင်ကိုကပင်ဖြစ်ချင်ရာဖြစ်ဟုသောစိတ်ဓာတ်မျိုးရှိခဲ့ပြီးဟာယခုကဲ့သို့ဥလည်ကမြောက်ထိုးပင်ကိုစကားများကိုပြောလိုက်သည့်အခါတွင်လွန်စွာမှသဘောကျ၍သွားလီတော်သည်ဥလည်နှင့်ဥပသိန်းကိုနှုတ်ဆက်ပြီးပွင့်ယုံသို့ပြန်လာသည် ထိုအခါတွင်လမ်းတစ်လျှောက်၌မြကြီးက ငါရဲ့ကံကြမ္မာလှဲပင်ကိုမှုတ်နေအောင်လှက်ပစ်ဖို့လိုပြီးဟု ဆုံးဖြတ်လာလေသည်ထို့နောက်မြကြီးသည်အောက်ပါအတိုင်းတွေးမိပြန်၏ဦးလေပြောသလိုကံကြမ္မာလှဲပင်ကိုမှုတ်နေအောင်လှဲရင်းနဲ့ဝင်ရိုးပဲကြိုကြိုမြင့်မဲ့တည်တည်ဖြစ်ခြင်းအားဖြစ်စေတော့မြကြီးတို့ကတော့ပျော့ပျော့ပဲဟူ၍ဖြစ်ပေသည်မြကြီးလည်းမိမိကံကြမ္မာလှဲပင်ကိုဦးလေပြောသည့်အတိုင်းလှက်ပတ်ရပေမည်ဟုတွေးတော်ရင်းဆိုင်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 နှင့်ရှောက်၍လာခဲ့ရာမောင်ကြီးတို့ကရောက်၌တစုံတစ်ယောက်က ၎င်း၏နောက်မှနေ၍တုတ်ပြင်ခန်းကိုရိုက်ချလာရာကွန်ကနေအတံမြည်၍လဲကျသွားလျော်သည်မြကြီးသည်လဲကျသွားတော်လဲတတိမေ့လျော်ခြင်းမရှိသဖြင့်လဲကျနေရာမှအာယူ၍ထရန်ကြိုးစားတော်လဲမှောင်ရင်အတွင်းမှနောက်ပြောက်ကမျက်နာကိုခြေထောက်ဖြင့်ကန်လိုက်သဖြင့်ပက်လက်လန်၍ကျသွားလေသည်ထို့နောက်လူနှစ်ယောက်ကမြကြီးအားချုံနာ၍ဗဇက်ကိုအဝေးဖြင့်စီးနေသဖြင့်မိမိအားအသေးအံ့မြည်မဟုတ်ကြောင်းရိပ်မိတော်ကြောင်းငြိမ်၍နေလိုက်သည်မှောင်ရင်အတွင်းမှလူများလဲမြကြီးအားရထလုံးတစည်းပေါ်သို့တင်ကား ခေါ်ဆောင်သွားကြလေတော့သည်မန္တလေးမြို့ဤလူနေအိမ်ကြီးကျဲလာတော်နေရာတစ်ခုသို့ရောက်ရင်ခြံဝင်းကြီးတစ်ခုတွင်သို့ရထလုံးကို မောင်းရီဝင်သွားကြပြီးလင်မြကြီးအားရထလုံးပေါ်မှာဆွဲချ၍အိမ်တွင်သို့တွန်းထိုးကခေါ်ဆောင်သွားကြလေသည်အိမ်တွင်သို့ရောက်သည့်အခါ၌ပါဇက်တွင်ခြိထားသောအဝတ်ကိုဖြုတ်ပေးပြီးနောက်ပြောက်တော်သူကအောက်ပါတိုင်းပြောကြလေသည် ကဲမောင်းမြကြီးဗရမလက်စွပ်အပ်ပြီးတော့ဘယ်ဗရမလက်စွပ်လဲလို့ပြန်မမေးနဲ့ဘာဘူးရန်နာကုံတဲ့စီကငါတို့တိုက်လာတဲ့လက်စွပ် မင်းညီလှမောင်ကရောင်းပေးမယ်ဆိုပြီးလိန်သွားတာလှမောင်လည်းမရှိတော့ဘူးခမောင်တင့်စီမှလည်းတို့ရှာပြီးပြီအဲ့ဒါသဲလွန်စာပြောင်းနေတာမင်းစီမှရှိတယ်လို့ငါတို့သိတယ်မောင်မြကြီးအကျွန်တော်လည်းမသိပါဘူးကျွန်တော်စီမှလည်းမရှိပါဘူးဟုမြကြီးကပြောလာရာထိုသူကကြံသူနှူးအားကဲဒီကကိုမန္တလေးမုတ်ဒီနဲ့နဲ့ကျွေးလိုက်ပါအောင်ဟုပြောလိုက်သည့်တခဏတွင်မြကြီးကိုပေါ်သူကြာဖို့များတရှွန်းရှွန်းကြ၍လာလေသည်မြကြီးလည်းကျမ်းပြင်ပေါ်တွင်လူလှည့်၍နေရလေမောင်မြကြီး ဗရန်မြလက်စုပ်ကအဖို့တန်ပါတယ်ဒါပေမဲ့အသက်လောက်တော့ဘယ်ပစ္စည်းမှဖို့ပတန်မှုဆိုတာတော့မင်းနားလည်မှာပေါ့ဟုထိုသူကပြောပြန်အကျွန်တော်မှမရှိပါဘူးဗျာဟုညာကြီးကပြောပြန်လေထိုသူကသူတို့ဤလူများဘက်သူလဲကမင်းတို့မုတ်ဒီကနည်းနည်းလေးပေါ့နေတယ်ငန်းပြားရေးထက်ပြီးကျွေးဆက်မအောင်ဟုဆိုလိုက်ပြန်လေညာကြီးအာရိုးရိုးကြဘောမှတဆင့်တက်၍လက်ကြောင်မီဖြင့်ရိုက်ကြပြန်လေသည်ညာကြီးတကူလုံးလဲသွေးများချင်းချင်းနီရဲကုန်၏ညာကြီးလဲလူးလှိမ့်၍အော်ဟင်ရင်မိမျောသွားလေသည် ညာကြီးတရိယသည်ခါ၌ကထိုသူတို့သည်အေးစေးစွာထား၍နေကြ၏ညာကြီးလည်းထိုသူတို့သည်ငါတရိယလာသည်ကိုတီလင်းထက်မှန်၍ရိုင်းနေကြပေအုံးမည်ထိုသူရိုင်းနေခံရမည်အတူတူငါကဆ၍ရိုင်းနေရဆော်ရလင်ကောင်းမင်မည်ဟုတွေးတော်မိသည်နှင့်မြို့ဆရာတို့ရကျုပ်တော်တတိယလာပြီမြို့ထပ်ပြီးမရိုက်တော့ဘူးလားမရရင်လည်းရေတခွက်လောက်တော့တိုက်ပါဗျာစေးလိုက်လည်းတဖွာလာဟုပြောလိုက်ရညာကြီးကိုရိုက်တော်သူများသည်လှဲ့၍ကြည်ကြလေသည်ထိုချိန်၌တစုံတယောက်က ညာကြီးနောက်သို့ရောက်လာပြီလေအဓိကကိုရိုက်လို့ပူပါကွာအဓိကကိုငါကောင်းကောင်းသိပါတယ်လှမောင်ကသူ့ညီလို့ဆိုတယ်လှမောင်ဘာလုံစားမှန်းတောင်ဂကနာနာသိတဲ့ကောင်မဟုတ်ဘူးလှမောင်ကို Liber Brother Company ကကိုယ်စားလှယ်တော်ကြီးပဲအောက်မေနေတဲ့ကောင်မကွာဟုပြောတဲ့ပြင်ကြည့်လိုက်ရတကာကကံဝင်းရှိမကြီးပင်ကြီးအောက်တွင်တွေ့ကြရသောရှမ်းကြီးဖြစ်ကြောင်းသိရလေသည်ဘလို့လဲရှမ်းကြီးခပြလူတွေလားအကျုပ်ကိုတက်တက်နှိမ့်ဆက်တယ်ဗျခုညာကြီးကပြောလိုက်ရရှမ်းကြီးကပြုံးလျက် အသက်မသေးတာကိုကျေးဇူးတင်ဦးကွာဟုဆိုကညာကြီးအားရထလုံးနှင့်တင်ရွယ်လွှတ်လိုက်သည်ညာကြီးအားရထလုံးနှင့်တင်ရွယ်လွှတ်လိုက်သည်ဆိုရ၌ကောင်းကောင်းမွန်မွန်လွှတ်လိုက်သည်မဟုတ်ပေခေါ်လာစဉ်ကကဲ့သို့ရထလုံးပေါ်၌တုံးလုံးလှဲစေ၍ကျိုးဖြင့်တုတ်ကလူတစ်ယောက်ကစောင့်ကြက်လျက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဖြင့်ညာကြီးဖို့လမ်းကိုကောင်းစွာမှတ်မိခြင်းမရှိညာကြီးအားရရွေခေါ်သွားသောအမောင်ရိတ်သို့ရောက်လင်ကျိုးဖြုတ်ပေးကဟေးကောင်စင်းဟုဆိုလေသည်ညာကြီးလည်းမိမိအားမရှုမလရိုက်နှက်ထားသူကိုပြန်၍ ရိုက်နေအောင်မြည်ကြံ၍ရတလုံးပေါ်မှာဆင်းလိုက်သည်နှင့်တပြိုင်တည်းတည်းအဆောင်လိုက်ပါလာသူအားလက်ကုတ်ကိုဆွဲချ၍ယင်ဝစီတို့ဒူးဖြင့်ခုံတလာရာထို့သူသည်အွန်ခနဲမြည်၍လဲကျသွားလေသည်ထို့အခါရတလုံးသမားကဆင်း၍မြကြီးအားရတလုံးပေါ်အတွင်အသင့်ပါလာသောဇာဝီတို့ဖြင့်ရိုက်သည်ဖြင့်မြကြီးလည်းဇာဝီတို့စာမမိစေရန်ရှောင်တိန်၍ပွဲယုံတို့ပြန်လာခဲ့လေသည်ပွင့်ရုံတို့ရောက်ရင်ဒီကလုံးသွေးများရိုစိတ်နေသည်များကြီးအားတရုတ်ဘိုက်ဘူးကတွေ့ရင်ဟေးကောင်ဆွေးတွေဆွေးတွေနဲ့ပါလား ဘာဖြစ်လာတာလဲဟုအလန့်တကြားမေးလေသည်ကြောကုံနေနေရလို့အကျုံမိတ်ဆွေတွေကိုအရပြေသွားအောင်သွားပြီးကုတ်ခိုင်းတာပါဗျာအကျုံမိတ်ဆွေတွေကတင်းမောချင်းနဲ့တကောလုံးချစ်လွန်လိုက်လို့ပါဟုပြောလိုက်ရပြုတ်ပိုက်ဘူးကမြကြီးအားအင်ကြီးချုပ်ခိုင်း၍ကြည်ပင်လေဟာအမြကီးဆွေတွေဆွတ်နေပါလားပြီးလို့လို့မလဲဟုပြုတ်ပိုက်ဘူးကမေးလိုက်ရမြကြီးကစားနဲ့ပက်မယ်ဗျာပြီးတော့ငန်းပြားရင်နဲ့နဲ့ထည့်ပြီးမိခင်မယ်ပြီးတော့ခောက်ကင်ဖြစ်တော့ဘိုက်ဘူးစားဖို့ဟုပြောလိုက်ရပြုတ်ပိုက်ဘူးက နင်းတီလောက်နာနေရတော့ရီးစရာပြော့နေသည်တကိုဟုဆိုတာတခွိခွိရီမောလေညာကြီးလဲ၄၅၆ရက်ကြာသည်ဒီလုံးဝအလုံးမလုံးနိုင်ပဲအဲ့ရ၌တာနဲ့လဲရွင်နေရလေသည်တယုတ်ပိုက်ဘူးကညာကြီးအားတယုတ်စင်းများလာရလူပေးပြီးလင်နီအာကီဆက်စီခေါ်လဲနောက်ကိုရီမဖြစ်နဲ့ဟုပြောလေဤညာကြီးနေကောင်းသည့်ခါတွင်ညာကြီးကမိမိသည်များမကြမီနိုင်တခြားတနေရာသို့သွားရောက်မည်ဖြစ်ကြောင်းထို့ကြောင့် တန်ကျိုးစာရိုင်းဤဆက်နီးများကိုအမြန်ဆုံးတက်ကြွရင်တင်ပေးခဲ့မည်ဖြစ်ကြောင်းပြောဆိုရာတရုတ်ပိုက်ကလည်းပွဲရုံမှတရုတ်များကိုမြားကြီးတန်ကျိုးစာဖန်ပြီးတင်နန်းသို့တက်ရန်အတွက်လူစုရာတင်နန်းသား20တိတိရရှိလေသည်ညကတွင်တရုတ်ပိုက်ကဤပွဲရုံ၌ထမ်းမင်တစိ့အောင်းလင်းတံမီကြီးနှလုံးကိုထွန်းညီကတင်မုံကြီးတစ်ချက်ထောင်းကမြားကြီးတန်ကျိုးစာကြောင်းဖွင့်လေတော်သည်မြားကြီးကသူ့တင်နန်းသားများကို ABCD မှစ၍တင်ပေး၏တင်နန်းသားများက ABCD တက်ပြီးဖြစ်၍မတင်လို့ဟုဆိုသည်ထိုကမြားကြီးက အဲဆိုဆိုထို့ကြောင့် GEO ကိုသွားသည်သွားပါစသည်တို့ကိုတင်လေသည် ထို့မှတဆင့် RUG Rug Song EUG Bug ကြဘို DUG Duck ဒူးသည်ဒူးပါစသည်တို့ကိုတင်လေသည်ထို့မှတဖန်အင်္ဂလိပ်ဘာသာနှင့်မြန်မာဘာသာသည်နေရာတော်တော်များများ၌ပြောင်းပြန်ဆိုရွေ့ရကြောင်းကိုရှင်းပြလေသည်ဥပမာအားဖြင့် a boy ဟူရေးထားရင်ဓာတ်ရိုက်ပြန်ဆိုပါကတရလူလေးဖြစ်နေမိအကြောင်းထို့ကြောင့်ပြောင်းပြန်လမ်းရွေးပြန်ဆိုရကြောင်းရှင်းပြလေသည်တယုတ်များလဲလွန်စွာသဘောကျကြ၏ထို့နောက် နှင့်အတူအနီးမှာအထက်အောက်စသောဝိဘတ်သုံးဆွဲပုံများကိုပြသပြန်၏အင်္ဂလိပ်စာ၌ near a table ဟုရေးသားထားတော်လဲဓာတ်ရိုက်ပြန်ဆိုပါက near ဆိုဒီမှာအနီးနိုင်ဟုအဓိပ္ပာယ်ရပြီး table မှာဇဝဲဟုအဓိပ္ပာယ်ရပြီးရာအနီးနိုင်ဇဝဲတလုံးဟုဘာသာပြန်ဆိုမိမိပြီးထို့ကြောင့်ပြောင်းပြန်ပြန်လာရင်ဇဝဲတလုံးအနီးနိုင်ဟုအမှန်ကိုရမည်ဖြစ်ကြောင်းရှင်းပြလေတယုံများလဲအထူးကြိုးစားမှတ်သားကြကုန်သည်ထို့နောက်ဘွဲ့ယုံများတွင်သုံးများသည့်ဆန်း လက်ဖက်ချောင်းဆက်ပြာမိကျင်ရုပ်သည်အာလူပဲစီစသည်တို့၏ဖော်ပေါ်များကိုတင်လေသည်ထို့နောက်တွင်က reply the rate you can pay တင်ပေးနိုင်သောဈေးနှုန်းကိုအကြောင်းပြန် telegraph whether you got pay ပေးရမရဈေးနှိုင်းရိုက်ပါစသည် no seller buyer plentiful stores paying high rate ရောင်းသူမရှိဝယ်သူများနေသည်လောင်သူများကဈေးကြီး ပေးနေကြသည်စသည်ပွဲရုံများ၌တောင်းလေတောင်းထားရှိသည့်တန်ကျိုးစာရင်းနှီးကိုရေးပြလေသည်။ညာကြီးသည်ဂျင်းနံယုံမှဂျင်းနံပုံစံစာရွက်များကိုတောင်းယူကာထိုပုံစံများ၌ဖြည့်သွင်းရေးသားနှီးကိုပါပြသသည့်အပြင်ဂျင်းနံရိုက်ရ၌စကလုံးရေးတွက်လိုက်ဂျင်းနံရိုက်ကပေးရသည်ဖြင့်စကလုံးကိုချွေတာရန်ဥမှန်အားဖြင့်ဂုံတန်ရက်ကိုဂုံတန်ကွတ်တာဟုရိုက်ပါကစကလုံးနှလုံးအတွက်ပေးရမည်ထို့ကြောင့်ဂုံတန်ရက်ဟုသာရိုက်ပါကဂုံတန်ရက်ကိုအင်္ဂလိပ်စာနဲ့ ဆက်တိုက်ပေါင်းမယ် GONDANYAD ကုန်တန်ရက်ဟူတာရိုက်ပါကဆက်လုံးတစ်လုံးအတွက်တက်တာကြောင်းရှင်းပြလေသည်ညာကြည့်သည်အောက်ပါတိုင်းတင်ကြားပေးပြီးနောက်မန်နီအော်ရာငွေပို့ကနှုံတာများဖြစ်ကြတော့တစ်ချက်မှ5ချက်ဒီတစ်ပဲ6ချက်မှ10ချက်ဒီနှစ်မှု7ချက်မှ15ချက်ဒီ3ပဲ16ချက်မှ25ချက်ဒီ၄ပဲစသည်တို့ကိုပါကြက်မှတ်စေသည်ထို့နောက်စာပို့ခြင်းစာအုပ်ပို့ခြင်းကြောင်းညာစာပို့ခြင်းစသည်ကိစ္စရများနှင့်ပတ်သက်၍စာတိုင်းမှအလေ့အထများကိုရှင်းပြ၏ တိတ်တူလာတဲ့အချိန်မစည်းသောစာအုပ်များကိုတပြားတည်းတစ်စိတ်ကောင်ကတ်ရန်တိတ်တူလာဆိုဒီမှာငွေရင်းကတစ်ချက်နဲ့တူသည်တိတ်တူလာတဲ့ဆက်ဒေါ်လာအောက်စာများဖြစ်ပါက တမှုတည်းတစ်စိတ်ကောင်ကတ်ရန်ဘော့ဖက်ကတ်ခေါ်တပြားတည်းတစ်စိတ်ကောင်နဲ့မင်းဆက်ဒေါ်လာခန့်လေးသောစာရွက်စာတန်းပို့ပုံပုံနီးစာရေးပေါ်တွင်ရေးသားထားသောစာရေးဖြစ်စီစာထုတ်ဖြစ်စီလက်မ30ထက်မရှိရန်စသည့်အချက်များကိုရှင်းပြလေသည်ထို့နောက်နမူနာထုတ်ပုံနီးများကိုရှင်းပြသည့်အပြင် ပါဇယ်တို့များပို့ရရင်ဒေါ်လာ40တဲ့မပိုးလင်း2ပဲဒေါ်လာ80တဲ့မပိုးလင်း4ပဲဒေါ်လာ120တဲ့မပိုးလင်း6ပဲဒေါ်လာ160တဲ့မပိုးလင်း10ပဲစသောပါဇယ်ကနှုံသားများကိုလည်းတင်ပြသည့်အပြင်ပါဇယ်ပို့ရရင်ဒေါ်လာချင်း440ထက်ကျော်လာသေးနည်းများပို့ကနှုံသားများမှာများတတ်လေသည်တို့ကြောင့်ဖြစ်နိုင်မှာကပါဆယ်ကိုနှစ်ထုတ်ခွဲယူပို့တင်ကြောင်းအောက်ပါတိုင်းရှင်းပြလေသည်ဒေါ်လာချင်းရှိရာဖြစ်ပါကပို့က၅ချက်ဖြစ်သည် ဒေါ်လာချင်း400ဖြစ်ပါကပို့ကတကြက်၄ပဲကြသဖြင့်ဒေါ်လာချင်း800ကိုတထုပ်သေးပို့မည်စားဒေါ်လာချင်း400နှစ်ထုပ်ခွဲပို့လင်းနှစ်ကြက်၈ပဲသာကြမည်ဖြစ်ရာပို့ကစီတက်ဝက်တီတီတက်တာပဲသည်ညကြီးသည်တန်ကျိုးစာတင်နှန်းကို5ရက်ထဲနှင့်အပြီးအပြတ်တင်ကြားပေးခဲ့လေအမှန်စင်စစ်အားဖြင့်ညကြီးရွှေမဟုတ်ပေထိုချင်းကမန္တလေးမြို့ NTD ကြားအောင်ဆရာကြီးမောင်ပတီရေးသားပြုစုသည့် Everyman's Telegram Writer ကို ဂျင်းနန်းစာရေးခြင်းဖတ်ခြင်းနီးပြစာဝီဆွမ်းဟုဆိုနိုင်သည့်မြားကြီးသည်ထိုစာအုပ်ကိုလက်ခံပြု၍တရုတ်များကိုတင်ပြပေးခဲ့ခြင်းဖြစ်သည်။တင်နန်းပြီးဆုံးသည့်အခါ၌တင်နန်းသားတရုတ်များကမြားကြီးအားတယောက်လင်းငွေ90ကျပ်စီတင်နန်းကပြေးပေးကြလေရာမြားကြီးသည်ငွေ1000တိတိရရှိခဲ့လေသည်။မြားကြီးလည်းများမကြာမီရန်များအတွင်း၌ပင်တရုတ်ဖိုက်ဘူးကနှုတ်ဆက်၍ရှမ်းပြည်မြောက်ပိုင်းနေဆက်မြို့ကလေးစီသို့စီးပွားရှာဖွေရန်ထွက်လာခဲ့လေတော့သည်။နေဆက်မြို့ကလေးသို့ရောက်လင်းရှမ်းလူမျိုးပလောင်လူမျိုးစသည့် ိုင်းရင်းသားများကိုတောင်မဟုတ်ပဲတရုတ်လူမျိုးများပြားကိုပါတွေ့ရလေသည်များကြီးသည်ရှမ်းလူမျိုးတရားဥိန်နိုင်ငွေနဲ့အချင်းပေး၍တိုက်ခုံနေထိုင်ပြီးလင်အယဝယ်လောက်တစ်ခုကိုကြံစီနေလေသည်တနေ့တနေ့များကြီးသည်တရုတ်ခောက်ဆွဲဆိုင်ကြီးဒီဇိုင်းနိုင်ခောက်ဆွဲဆားနေစဉ်တစုံတယောက်က၎င်း၏ကြောကိုပုတ်လိုက်သည်ဖြင့်များကြီးကလှမ်းကြည့်လိုက်ရာရှမ်းပေါင်းမီပေါ့ပါကြီးကိုဝစ်စင်သားသည်အသားဝါဝါခက်ခန်ညာညာရှိသောရှမ်းကြီးတယောက်ကိုတွေ့ရသည်ဖြင့်တေချာစွာကြည့်တော်လဲမိသည့်နေရာအတွင်တွေ့ဘူးကြောင့်စဉ်းစား၍မရသည်ဖြင့် ထိုရှမ်းကြီးကဟေ့ကောင်မြကြီးအင်ကမမတ်မိဘူးလားငါကန်စည်ရေးလေကွာဟုပြောတော့မှမြကြီးလည်းအော်ဟုတ်သားပဲကန်စည်ရေးကြီးကရှမ်းလိုလဲဝစ်ထားတယ်အသားကြီးကလည်းစူပြေနေပြီးဝါဝါပြိုပြိုဖြစ်နေတော့ဘဲကလာမှတ်မိမှလည်းပြဟုပြောလေသည်အဲမင်းနဲ့တွေ့တာတော့ပဲတို့ကိုကူညီစမ်းပါကွာဟုကန်စည်ရေးကပြောလေသည်ဘာကိုကူညီရမှလဲကြုတ်တောင်ဒီကိုရောက်တာလေးရက်လောက်ပဲရှိသေးတယ်ကန်စည်ရေးကြီးဟုမြကြီးကပြောလိုက်ဒီလိုကွာဟိုဘက်ကမ်းမှာကုံစုံဆိုင်ကြီးတစ်ဆန်းရှိတယ်အဲ့ဒီကုံစုံဆိုင်ကြီးကပန်းရှင်တယောက်က ဒီဒေတာမှာအာနာရှိဆုံးမဲကွာသူကတေဆိုရင်တေရှင်ဆိုရင်ရှင်မဲကွာအဲ့ဒီတေယုတ်ကြီးနာမည်ကလောရှန်နဲ့သူ့လက်အောက်မှာမိုက်ပိဆိုးပိဆိုရဲလက်မြင်လူမိုက်တွေကလည်းများကြီးပဲခင်ဗျအခုပြောနာတွေကပြည်ကြီးမန္တန်ရင်ဇက်စန်းကြီးလို့တော့မဟုတ်ပါဘူးနော်ဟုညာကြီးကပြောလိုက်ရအကက်စီကသဘောကျစွာရည်၍ရေးကြည့်တဲ့ကိစ္စကွာနောက်နေစမ်းမနဲ့အဲ့ဒီမှာငါချီယာခံလိုက်နေတယ်တရားခံတရားရောက်နေတယ်ဆိုတာကိုသိရတယ်ငါတို့ညာဆွေအုပ်တယောက်ကရုပ်ဖြတ်ပြီးသွားစုံစမ်းတာ တရုတ်တတိလောရှန်ကသူ့လာပြီးစုံစမ်းနေမှတ်ပြီးဖမ်းထားလို့ကသူ့စုံစမ်းနေတဲ့အောင်လောရှန်ကဘာတွေမဟုတ်တာလုပ်လို့လဲဟုညာကြီးကမေးလေသည်သူကတော့မဟုတ်တာမဟုတ်ပါဘူးရောင်းတဲ့သူရှိရင်ရန်နာလဲဝဲတဲ့ဘိန်းလိုချင်လဲသူကပြန်ရောက်နေဒီနေရာမှာကတော့ဘိန်းရောက်အဲ့ရောက်တာကမကောင်းမှုရယ်လို့သဘောထားလို့မရဘူးကငါတို့စီမှာကွန်ရဆက်လေးရောက်လာမျိုးလို့ဖြစ်နေတော့လောရှန်ကိုဒူးစရိုက်တမလို့မဆိုနိုင်ဘူးသူကိုယ်တိုင်လည်းဒူးစရိုက်တမလို့သူ့ကိုယ်သူမထင်ဘူးကအင်းပြောပါအောင်ကစီရ ငါရာဇဝဲအုပ်ကိုပြန်ပြီးထုတ်ယူရမှာကမထုတ်ယူနိုင်ခဲ့လို့ရှင်လောရန်ကတော့မတက်ဘူးပဲထားအဲ့ဒီနယ်မြေမှာကငါတို့နယ်ကဝရမ်းပြေတော်တော်များများရောက်နေတာဆိုတော့ရာဇဝဲအုပ်မှန်တိသွားရင်တက်ပြစ်ကြလိမ့်မယ်ကွာဟုကန့်စီကမျက်လုံးကိုပြုပြပြပြလေသည်မှတ်ချက်ထိုချိန်ကာလကရာဇဝဲဘေးပြေးသူများသည်မိမိတို့ကျူးလွန်ပြီးတော့ရာဇဝဲမှုမှလွတ်ရန်၎င်းနယ်ဆက်သို့ပြေးလာလေရှိသည်စာရေးသူအကျုပ်ကဘလို့ကူညီရမှာလဲကန့်စီဒီလိုကငါတော့လောရန်နဲ့တွားတွေ့ပြီးပြီ လော့ရှန်ကိုစကားပြောတော့လော့ရှန်ကငါ့ကိုအဖက်လုပ်ပြီးတော့စကားမပြောဘူးကွာဒီတော့မင်းကတက်လက်သွားကြည့်ပြီးရာဇွေးအုပ်ကိုလှုပ်ပေးဖို့ပြောကြည့်ဖို့ပါပဲမင်းကလည်းကံပေါ့ကွာဟုကန့်စီကပြောလေသည်နေပါဦးရာဇွေးအုပ်နာမည်ကဘသူလဲဟုညာကြီးကမေးဟာတို့ဦးနဲ့ကျော်ကြီးလေကွာမင်းမမှန်မိဘူးလားဟုကန့်စီကပြောလေသည်မမှန်ရပါဘောဗျဦးနဲ့ကျော်ကိုတော့မေ့ဖို့ကြောင်းမရှိပါဘူးအသားရောင်ကလည်းနဲ့ကျော်ဆိုတဲ့အတိုင်းတကယ်လဲနဲ့တာကိုဗျာအင်းလေနဲ့ပြန်မနဲ့ဒီမှာတွေ့ကြမယ်လေကျွန်တော်ကြိုးစားပါမယ်ဟုဆိုကညာကြီးလည်း ကန်စီရဲနဲ့လမ်းခွဲခဲ့လို့သည်။မြာကြီးလည်းမိမိတဲခုံနေထိုင်ရာအိမ်တို့ရောက်ရင်အင်ရှင်ရှမ်းကြီးအားလောရှန်ကိုတည်တယ်လို့ဟုမေးလျာရှမ်းကြီးကအတိတာပေါ့ဟိုဘက်ကမှနေတယ်တိတ်ပြီးချမ်းသာတယ်မာနတိတ်ကြီးတယ်သူစီကဝဲစရာရှိရင်တော့တရုတ်လိုပြောပြီးဝဲမှရောက်နေစိတ်ကောင်းတော့ရှိပါတယ်ဟုပြောလေ။ထုံချားကမြာကြီးနဲ့ဦးနဲ့ကျော်အားလောရှန်ဤလက်တွင်းမှာကဲနိုင်ရန်အကြံထုတ်ရင်းအိပ်ပျော်သွားလေတော့သည်။နဲနဲမိုးလင်းသည့်ကာနာမြာကြီးသည်အဝိထေရောင်းသောဆိုင်ဒီဇိုင်းသို့သွားပြီးလင်းချိတ်လုံးကြီးနှင့်ခက်ဆင်ဆင်တူသော ပိုးစာရင်ဘုံအင်ကြီးတစ်ထဲနဲ့ပန်းတို့ရောင်ပိုးစာပါပါတစ်ခုကိုဝယ်ယူတာပြန်လာခဲ့ပြီးလင်ချိတ်လုံးကြီးနဲ့တူသောပိုးစာအားတောင်ရှိပစိုးကဲ့သို့ဝင့်စင်ပြီးလင်အပေါ်၌မူရင်ဘုံအင်ကြီးကိုဝယ်လေသည်ထို့နောက်ပန်းတို့ရောင်ဘဝစာကိုခေါင်း၌ပေါင်း၍ယမန်နေ့ကဂက်စီယင်းနှင့်တွေ့သောခောက်ဆွဲဆိုင်သို့သွားရောက်ခါထိုင်နေလေ၏လူများသည်မြကြီးကိုဂယုတစာကြီးရှုကြကုန်၏ကစီလေဆိုင်တို့ရောက်လာသည့်ခါနာမြကြီးကိုမြင်လင်လိုစာအံ့အားသင့်လျက်ဘလို့ဖြစ်တာလဲဟုမေးလေမြမဆန်ဆန်ဝန်စားထားလိဗျာ အကဲကျုပ်ကိုခါမှာကပတ်နဲ့ခြားလုံးမျိုးချိတ်ပေးပေတော့ဟုမြာကြီးကဖြေလိုက်ဟုတ်ပါလဲလောက်ပါမြာကြီးဟာဦးနဲ့ကျော်ဆုံးတဲ့အပြင်ငါခြားလုံးပြူပါအစ်ပေးလိုက်ရရင်တော့ငါထောင်ကြလိမ့်မယ်ကွာထောင်ကြရိုးရိုးလူထောင်ကြတာနဲ့မတူဘူးတော့ပလိတ်ထောင်ကြရင်ပိုးတော့တယ်ကွာဟုဆိုလိုက်ဟာကျုပ်ကအသက်ကိုယ်တော်ဆုံးပြီးသွားမှာခမရခြားလုံးပြူတက်လက်ကိုတော့မစုံဝင်ဘူးလားဗျာဟုဆိုတဲ့ပြင်ကက်စီလဲဖြစ်ချင်ရာဖြစ်စေတော့ဟုသဘောထားကကပန်းနဲ့တကွခြားလုံးပြူကိုမြကြီးအားပေးလိုက်လေတော့ဤ မြကြီးလည်းတဖက်ကန်းတို့ကူးသွားလေတဖက်ကန်းတို့ရောက်ရင်လောလျံဤကုံစုံဆိုင်ကိုစုံစမ်း၍သွားရလေသည်လောလျံဤကုံစုံဆိုင်ကလွန်စွာကြီးကျယ်ခမ်းနားလာပြီသည်မြကြီးသည်ကုံစုံဆိုင်သို့ရောက်သည့်ခါ၌လောလျံအားစုံစမ်းရာကုံစုံဆိုင်၏နောက်ဖက်ရှိခြံဝင်းကြီးတွင်၌နေကြောင်းသိရသဖြင့်ထိုခြံဝင်းစီသို့ရောက်သွားခဲ့လေသည်ခြံဝင်းသို့ရောက်ရင်ခမောက်ဆုပ်ကိုစောင်းထားသည်ခင်းတို့တို့တရုတ်တရဝန်အားမြကြီးကတထေးကြီးလောရှန်နှင့်တွေ့ဆုံလို့ကြောင့်တရုတ်လိုပြောလျာတရဝန်ကတွေ့ခွင့်မပေးဘဲမြည်သည့်ကိစ္စကြောင့် တွေ့လို့ကြောင့်မေးတဲ့ပြင်မြကြီးကမိမိသည်မြန်မာပြည်နန်းကြပြင်တူဤမြေတော်မိညီမင်းသားဖြစ်ကြောင်းတရေကြီးလောရှန်ဤဖိတ်ကြားချက်ရလာခဲ့ရကြောင်းပြောလေလေတရုတ်တရဝန်လည်းမြကြီးအားခါးကိုညှို့၍အယူသေးပေးကဝင်ခွင့်ပြုလိုက်လေတော့ဤမြကြီးလည်းခြံဝင်းတွင်ရှိအင်ကြီးစီသို့လျှောက်လာပြီးလင်းအင်ကြီးတွင်သို့ဝင်လာရာလွန်စွာခမ်းနားသောဧကန်ကြီးတွင်၌ထိုင်လျက်ရှိသောခန့်ခန့်ညာညာတရုတ်တရကိုတွေ့ရလင်းသူကလောလျံဖျားပေးမည်ဟုတွေ့တော်လျက်လောလျံရှိသူရောက်သားက ောက်ပါအိဗယ်ရသောစကားကိုတရုတ်ဘာသာဖြင့်ပြောလေသည်ကျွန်တော်ကိုစကားအနှဲငယ်ပြောခွင့်ပြုပါတဲ့ကြီးကျွန်တော်ဟာအင်တန်ရှိကြပြီးအလုံးအင်တန်မှလည်းယဉ်ကျေးသိမ်မွေကအလုံးမဖော်ရွေတတ်တဲ့တရုတ်လူမျိုးတို့ရဲ့ဘာသာစကားကိုအနှဲငယ်သာပြောဆိုတတ်ပါတယ်တကယ်လို့ကျွန်တော်ပြောတဲ့စကားထဲမှာမှားယွင်းတာပါရင်ကျွန်တော်ကိုခွင့်လွှတ်ဖို့အကြောင်းကိုလည်းတဲ့ကြီးကိုတောင်းပန်ပါတယ်ထိုခါ၌တရုတ်လောလျံသည်ညကြီးအားမျက်မှောင်ကျုပ်၍ကြည်ပင်းလင်တရုတ်ဘာသာနှင့်ပင်ထိုင်းပါဘာကိစ္စလဲပြောချင်တာပြောပါဟုဆိုလေ ။မြကြီးလည်းလောလျံရှေ့ရှိခုံနိုင်ဝင်ထိုင်လိုက်ပြီးလင်ကျွန်တော်ကိုတထေးကြီးရဲ့ဧည့်သည်ပြင်လက်ခံပြီးစကားပြောတာကိုခုံယူပါရယ်။ကျွန်တော်ဟာဂုံတည်ရှိတဲ့တထေးကြီးရဲ့အိမ်ဝင်အတွင်ရောက်နေပြီမို့ကျွန်တော်အတွက်အန်ဒီရဲ့ဆိုလိုမြူမုံလောက်တောင်မရှိတော့တဲ့အတွက်ကျွန်တော်ကလက်နက်ကိုဆောင်ထားဖို့မလိုပါဘူး။ဒါကြောင့်ကျွန်တော်ရဲ့တနက်ကိုကျွန်တော်မပြန်ခင်အထိတထေးကြီးကိုအတ်ထားပြစီဟုဆိုကခါရင်ချိန်ထားသောတနက်ကိုဖြုတ်၍လောလျံရှိမှစွဲပေါ်သို့တင်ထားလိုက်လျော်သည်။ လော်လျံလည်းမြာကြီးရဲ့ပြုမှုကိုလွန်စွာသဘောကျလေထို့ကြောင့်လော်လျံကအဲပြောပါမိတ်ဆွေဟုဆိုလေသည်ဒီလိုပါတဲ့ကြီးကျွန်တော်ကတီဘောပြင်းရဲ့မြေတော်တူဖြစ်ပါတယ်တကယ်လို့သာမြမပြင်းကောင်းစားတဲ့အချိန်မှာဆိုရင်တော့ကျုပ်ကဒီကိုဝော့ရင်နဲ့လာရမယ်သူပါလော်လျံကတခိခိကြီးဘောလေအခုတော့ကံမကောင်းအကြောင်းမလားဖြစ်ပြီးဒီတိချာဆိုရစီမှာပလိတ်အင်စပက်တော်လောက်နေရပါတယ်ဒီဒေတာမှာတရားခံပြေးတရားကိုကျုပ်ရဲ့တပည့်နှစ်ဦးနဲ့လာပြီးဖမ်းတာပါအဲ့ဒီမှာကျုပ်တပည့်ပလိတ်နဲ့ကြော်ဆိုတာလဲပါခဲ့တယ် နဲ့ကျော်ကိုပလေးထဲသွင်းပေးတာလဲကျွန်တော်ပါပဲနဲ့ကျော်ကပလေးထဲမရောက်ခင်မှာဦးပြာကုံကုံပြောမယ်နဲ့ကျော်တို့ရဲ့ဘိုးဘီဘီဘင်ကစပြီးကျွန်တော်တို့ရဲ့ညချိုနေပါပဲအဲ့ဒီနဲ့ကျော်ကတခါတခါစိတ်ယူပေါက်လေးရှိတယ်သူကသူပလေးအင်စပက်တာကြီးဆိုပြီးကြွားတတ်တယ်အဲ့ဒီနဲ့ကျော်ဒီဘက်ကန်းကိုအလဲလိုင်းနဲ့ပြောင်းနေတယ်ကျွန်တော်လည်းမနေ့ပြန်ကိုပြန်ရတော့မယ်ဒါကြောင့်တတိမင်းရဲ့အာနာနဲ့ရှာဖွေရင်နဲ့ကျော်ကိုပြန်တွေ့မယ်လို့ယူဆတဲ့အတွက်အဲကျွန်တော်ကလာပြီးအကူအညီတောင်းတာပါပဲဟုပြောလိုက်ရတော့လျန်က တိတ်ကြီးဘူးကောင်းနေ။နဲ့ကြော်ကိုကျုပ်ကမသိငါလို့ဖမ်းထားတာ။သူကသူ့ကိုသူ Play Inspector ကြီးလို့ပြောနေတယ်။ကျုပ်ကတော့မယုံပါဘူးဟုဆိုကသူ့ဤအိမ်မှာစေပါတယောက်အားတယောက်ပါသားဖြင့်နဲ့ကြော်ဆိုတဲ့ကောင်ခေါ်ခဲ့ဟုပြောလိုက်ရာများမကြမီ၌နိုင်ငံပိုင်းကလေးကိုပတ်၍ပေါ်ပိုင်းပလာကျင်းထားသောဦးနဲ့ကြော်အားကျိုးဖြင့်တုံ့ပြန်ခေါ်ခဲ့လေတော့သည်။ဦးနဲ့ကျော်လည်းမြကြီးကိုမြင်လင်အံ့အားသင့်၍နေ၏။မြကြီးကဦးနဲ့ကျော်အားမြန်မာစကားဖြင့်ဆရာဦးနဲ့ကျော်၏ကျုပ်ပြောတဲ့အတိုင်းသာမေ့ပြီးလုပ်ပြီးတော့နှုတ်မဆိုရင် ီကောင်းလေးလက်ထဲမှာခမရသေးလိမ့်မယ်ကျုပ်ကတခင်ခမရကကျွန်းလို့လော့လျံကိုပြောထားတယ်ဟုပြောလိုက်ရဦးနဲ့ကျော်ကမျက်လုံးပြူး၍ဟေ့အောင်မြကြီးမင်းဘယ်ကနေဘလို့ရောက်လာလဲပြီးတော့ငါကမင်းရဲ့ကျွန်းလောက်ရမယ်ဟုတ်လားအေးမင်းကိုမိုးချိုးပြစ်လိုက်မယ်တတိထားဟုကျင်းဝလေသည်ဟာကျုပ်ကိုမိုးချိုးပြစ်တာကနောက်ခမရကိုဒီလော့လျံလူတွေကတက်မှာကအရင်မသေးခြင်းအကျုပ်ကိုရိုးရိုးသေးသေးဆက်ဆံကြလားဟုညာကြီးကပြောလာရင်တရုတ်လောရှန်ကတရုတ်ဘာသာပြန်ဘာပြောတာလဲမိတ်ဆွေဟုမေးလေတော့ဤ အာကျုပ်ရန်ငယ်ကျုံကြီးကိုနည်းနည်းပါပါဆုံးမနေရတယ်ဒီကောင်ကြီးကအသားမဲသလားအကျင့်စာရိတာကလည်းကောင်းတာမဟုတ်ဘူးမိတ်ဆွေဘူးပြောလိုက်ဟုတ်မဲဟုတ်မဲကျုံဆိုတာဒီလိုပဲဆုံးမနိုင်မှတော့ကကြတာဟုလောလျံကပြောလေသည်သူကဥနဲ့ကျော်ကဟိကောင်များကြီးဒီကတရုတ်နဲ့ကွိကွိကွကဘာတွေပြောနေရလဲဟုမေးလေဒီလိုပါဥနဲ့ကျော်သူကပြောတယ်ခင်ဗျားရန်ငယ်ကျုံကိုတဲ့ခင်ဗျားကိုယ်တိုင်မဆုံးမကြင်ကျုပ်တို့ကရိုက်နှက်ပြီးဆုံးမပေးပြစီတဲ့ဒီတော့ကျုပ်ရှိမှာပဲခင်ဗျားကိုရိုက်နှက်ပြီး ဆုံးမကြလိမ့်မယ်ဒါကြောင့်ခမရကိုကျုပ်ကကြုံစည်းထားတဲ့ဖက်နှက်ကိုအချုပ်ခိုင်းမယ်ခမရကတိတ်ပြီးအပိုးကျိုးသွားတဲ့ပုံစံနဲ့လာပြီးချွတ်ပေးပြီးတော့ဟုပြောလိုက်ပြီးနောက်ခြေထောက်ကိုရှေ့သို့ထုတ်ပေးလိုက်ရဥနဲ့ကြော်လဲအမကြီးခြေထောက်မှာဖက်နှက်ကိုလာရချွတ်ပေးရလေတော့ဒီထိုကားလောလျံကမိတ်ဆွေရဲ့ကျုံကတော့လိမ်မာသွားပါပြီပြန်ပြီးခေါ်သွားပါတော့ဒါနဲ့ပြောရအောင်မယ်မိတ်ဆွေကမင်းညီမင်းသားတူဖြစ်ပါရဲ့နဲ့ဒီတိရှာလက်အောင်မှာလှုပ်လှုပ်နေတာကိုတော့ပြစ်တင်ရမှာပဲဟုပြောလေ။အာဒီလိုရှိပါတယ်။ကျုပ်ကမလှုပ်ချင်ပါဘူး။ဒါပေမဲ့ ဗီဒီချာဆိုရကကျုပ်တို့ကိုအလုံးမလုံးဖဲနေရင်သူ့ကိုပုံကံမယ်လို့ယူဆမှာဆိုလို့လုံနေရတာပါဟုပြောဆိုလိလောလျံလျံမြကြီးအားကောင်းမွန်သောစားတောက်တို့ကိုကျွေးပြီးလင်းဥနဲ့ကျော်ကိုအံ့နံလေတော်သည်မြကြီးလည်းလောလျံအားကျေးဇူးတင်စကားကိုပြောဆိုပြီးနောက်ဥနဲ့ကျော်အားခေါ်ယူ၍တစ်ဖက်ကန်းသို့ကူးခဲ့လေသည်လမ်းတွင်ဥနဲ့ကျော်ကဟိကတောင်ရှိပစိုးရင်ဖုံးအင်ကြီးခေါင်းပေါင်းနဲ့ခါမှလဲ၆လုံးပြူနဲ့ဘလို့လဲဟုမိသည်ပြင်မြကြီးကအဖြစ်မှန်ကိုရှင်းပြရာဥနဲ့ကျော်သည် ညာကြီးအားဆေးဆိုးရကောင်းတို့တို့ကျေးဇူးတင်ရကောင်းတို့တို့ဖြစ်သွားရလေတော့သည်နောက်တစ်နေ့တွင်ညာကြီးနှင့်ဦးနဲ့ကျော်ထန်းတို့လိပ်စာတက်၍လောလျံကစာတစောင်ပို့လိုက်လေသည်ပို့လိုက်သောစာဘူးထောင်းမှာဝါဖြင့်ပြုတ်လုံထားသည့်လွန်စွာလက်ရမြောက်သည့်စာဘူးထောင်းဖြစ်သည့်အပြင်အတွင်းမှစာမှလည်းဇာမနီရုပ်ကြားရုံငကားရုံများဖြင့်ရေးချဲထားသောပိုးစာပေါ်တွင်တရုတ်မင်ဖြင့်ရေးထားခြင်းဖြစ်သည့်စာမမူတရုတ်စာမဟုတ်ဘဲမြန်မာစာဖြစ်နေသည်ထိုစာမှာအောက်ပါအတိုင်းဖြစ်အရင်ကျေးဆုံးမြန်မာလူမျိုးမောင်မြကြီး ဆက်ကြမှာနှစ်တရားကဘာမှာတိမ့်ထဖျားမှာတောင်းရှင်မောနီယာခုနှစ်ဆက်နှစ်နှစ်မင်္ဂလာ ရှေးဦးစွာကကြောင်ညာချင်းတရားရင်းငါးပါးတွင်မင်္ဂလာတရား၌သူမိုက်ကိုရှောင်းကွာပညာရှိကိုပေါင်းဖက်လို့ဆိုထားတဲ့အတိုင်းမိษွေမောင်များကြီးအားရင်းနှီးစွာပေါင်းဖက်လို့သောကြောင့်မြို့ဆွေနီရင်သားချင်းဆက်တော်မဆက်တော်ဟုသဘောလိုရင်မဟုတ်ပါမေတ္တာတည်တာပဓာနာဖြစ်သည်ဟုကြီးကံရှင်ကြီးဤစကား၌ဆိုထားသည့်တာတကားကြောင့်ဤစာကိုရေးလိုက်ရပါသည် ကျွန်ုပ်အားမိတ်ဆွေမောင်များကြီးကရာဇဝတ်အုံမင်းကိုကြေကျွန်ခဲ့သူပြောဆိုရင်ကျွန်ုပ်ထံမှထုတ်ယူသွားပါသည်ကျွန်ုပ်မသိမဟုတ်ပါသိပါသည်တို့ရရင်မောင်များကြီးတရုတ်စကားကိုယဉ်ကျေးစွာပြောတတ်ခြင်းနေရာဌာနကိုသိခြင်းဧကောင်းပီတာခြင်းစသည်ယဉ်ကျေးသောအပြုမူကြောင့်ရာဇဝတ်အုံမင်းကိုပြန်၍ပေးလိုက်ပါသည်ငါတို့ကလောလျံဆိုသောတရုတ်ကိုလှည့်စားနိုင်ခဲ့ပြီဟုမထင်မှတ်စေလိုပါမောင်မြာကြီးတို့ရောက်နေစဉ်ကပင်တစ်ဖက်ကမ်းလိုက်ရှိသောကျွန်ုပ်၏လူယုံတို့သည်မောင်မြာကြီးတို့၏အကြောင်းကိုစုံစမ်း၍ကျွန်ုပ်ထံစာလွှာပို့ခဲ့ကြပြီဖြစ်ပေသည် အကျဉ်တို့လောလျံကနေစုံနေပြောင်းနိုင်နေတော့လဲအရင်ဆိုင်မဟုတ်လူတို့ဤကြောင်းကိုကောင်းစွာသိသည်ထို့ကြောင့်လူနှင့်ပတ်သက်သောစကားပုံချို့ကိုလက်ဆောင်ပါလိုက်ပါသည်မိတ်ဆွေမောင်မြကြီးလူနေခြုံကြစိတ်နေပုံပြလူတို့ကိုထင်းတလုံးလူကောင်းပန်းပန်းတပွင့်တန်းလူစိုးလူကောင်းပေါ့မှသည်ဇံပြူဇံကောင်းထောင်းကြည့်မှသည်လူကိုဖြစ်မသိဘူးထိကတော့ရွှေကျက်ရဲ့လူတန်းကန်ချလူချင်းတူတော်လဲအသက်ရှူချင်းကွဲဤလူကိုယုံတော်လဲစကားကုံမပြောလင်းနေလူမဆွဲနဲ့မှ လူမလေးခွေးမခန့်လူပြင်းလုံးလာတခဏလူဘူးစိတ်တို့ခွေးပူရန်လိုလူဘာပလင်းထိလူပုံလရာမွေးနှင့်ရွှေကြည်စကားဆိုလူဖြောင်စိတ်တို့လူချိုစိတ်ကလူလိုနဲ့မလိုက်နိုင် လူပြောမတန်လူတန်မပြောလူမာမျိုးချက်မာယုလူမျိုးလင်းတန်ရနွားမျိုးလင်းထွန်ရလူလာခွေလာစေတဝလူမာဝတ်တောင်းမာကုတ်လူနံမိန်ကျွဲ့ကြိုလိန်လူမိုက်ကံကလူမိုက်နောက်မှအချမ်းရလူမိုက်သားရန်ကလူလိမ့်မသားယင်ပါ ရွှေကြောင်ဖျောင်းသက်သည်လူကြောင်ပေါင်းကြီးမှအဖြစ်လူကြောင်ကောင်းကောင်းသိသူ လောလျံညာကြီးနှင့်ဦးနဲ့ကြော်တော်သည်အထက်ပါစာကိုဖတ်ပြီးနောက် လောလျံမြန်မာစကားနှင့်စာကိုကောင်းစွာတက်ကြမ်းကြောင်းသိလင်ယမန်နေ့ကလောလျံရှိနေပြီမလိတ်တပတ်ပြောဆိုခဲ့ကြပုံကိုတွေးမိ၍မျက်လုံးပြူးကြရလေတော့သည်ဟေ့ညာကြီးလောလျံကငါတို့ထဲတော်မြန်မာစာရေးတယ်နေပါလားကွာဟေ့ကြီးကန်ရှင်ကြီးရဲ့စကားနဲ့အစချီတာပြီးရေးပါလားလောလျံကတို့မတက်တာကံကောင်းတာပဲဟေ့ဟုဦးနဲ့ကြော်ကပြောလေသည် ထို့နောက်ဦးနှင့်ကျော်နှင့်ကက်စီတို့လည်းမန္တလေးသို့ပြန်ကြလေတော့သည်များကြီးမှမူထိုဒေသ၌တလားခန့်နေကြည့်ပြီးနောက်မိုးကုတ်မြို့စီသို့ထွက်လာပြီးလေမိုးကုတ်၌တရုတ်လူသမားတို့ကိုငှားရမ်း၍လော်လျံခောက်ဆွဲဆိုင်ဟုအမိတက်ကခောက်ဆွဲဆိုင်ကြီးတစ်ဆိုင်ဖွင့်လက်ခဲလေတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ